ါရဏတုတ်ကိုရွတ်ဖတ်ပူဇော်တာဟာဒီဝိသုဏမင်းကြီးအတွက်အဝတ်ပြုတာလို့ပဲမှတ်လိုက်ပါတဲ့သူကပြောတာပြောတော့ဝိသုဏမင်းကြီးကဘာပြောတော့ဆိုဒါလည်းအဝတ်ပြုတယ်လို့မှတ်ပါတယ်တဲ့မကြခင်နန်းနဲ့မိုးတော့အလင်းရောက်ရင် ရှင်သာရိပုတ္တရာအမှုရှိတဲ့ယဟန်900ကြွလာလိမ့်မယ်တဲ့အဲ့ဒီကြလို့ရှင်ဆုံးဆုံးကပ်ပြီးတော့လဲသူ့ကိုမျှဝေပါအောင်ねအဲ့ဒါလည်းပဲအဝတ်ပြုတာလို့မှတ်ပါမယ်သူကသတင်းပေးသွားတာအဲ့လိုသတင်းပေးသွားတော့ မနဲ့လဲမိုးသားကိုသူကတခါတည်းချက်ပြုတ်ထားပြီးကြောင်းသွားပြီးတော့ရှင်သာရိပုတ္တရာတို့ပင့်ခိုင်းလိုက်တော့တာပဲအဲရှင်သာရိပုတ္တရာအာအသင့်နေဘယ်လိုလုပ်ငါလာတာသိတုံးနဲ့နော်ယဟန်ကားရနေဆိုတော့သူကပြောပြတယ်ဒီလိုပဲမနဲ့စောစောတပီးတော့ပါရယနာတွေရွတ်နေတဲ့အခါမှာပြီးလဲပြီးရောတဲ့ဝိတ္တနာမင်းကတာရုခေါ်တယ်ပေါ့တာရုခေါ်ပြီးသူကသတင်းပေးသွားတယ်လို့ဆိုတော့ရှင်သာရိပုတ္တရာဟာအဲအဲ့ဇေယကောင်းလိုက်တာနန္ဒမာတာရဲ့ ဒါလောက်တကိုးကြီးတဲ့လက်နဲ့ဒီနှစ်ယောက်နှစ်ယောက်ဆိုင်ပြီးတော့ဒါလောက်တကိုးကြီးတဲ့လက်ကို စကားပြောခွင့်ရတယ်ဆိုတာအော်ဒီအောစရာကြီးပဲဆိုတော့သူကဘာလျှောက်တုံးဆိုအရှင်ဘုရားတဲ့ဒါအာဩစရာမဟုတ်သေးဘူးတဲ့။နောက်အာဩစရာရှိသေးတယ်တဲ့တပည့်တော်။ဘာတုံးပြောသမှာဆိုတော့တပည့်တော်ရဲ့သားကလေးနန္ဒကိုတဲ့။မင်းဆိုရာဇာတွေကဖမ်းပြီးတော့တပ်ပစ်ကြတယ်တဲ့အပြစ်တစ်ခုနဲ့ ဲ့ဒီလိုသားလေးကိုဖမ်းသွားတဲ့အခါမှာရောတတ်ခံရတဲ့အခါမှာရောတပည့်တော်မှာစိတ်နှလုံးတုန်လုံးမှုဆိုတာမဖြစ်ဘူးတဲ့။နော်။ဒါစိတ်နှလုံးတုန်လုံးမှုမဖြစ်ဘူးဆိုတာမတနာဘူးလို့ပြောတာမဟုတ်ဘူးနော်။မှန်ပါဗျာ။ဒေါသမဖြစ်ဘူး။သောကမဖြစ်ဘူး။ဘယ်ဖြစ်မှာတော့ तू ကအနာဂံဖြစ်နေပြီကို။အဲ့လိုဆိုလို့လားစိတ်ဓာတ်တုန်လုံးမှုမဖြစ်ပါဘူးလို့ဆို။ ရှင်သာရိပုတ္တရာကဟဲ့အံ့ဩစရာကောင်းလိုက်တာတဲ့ကိုယ်စိတ်လေးတောင်ကိုထိမ့်နိုင်တာဆိုတော့အလုံးထူးခြားတာပဲတဲ့ဒါရင်မကဘူးတဲ့တပီးတော်မှာထူးခြားချက်တစ်ခုရှိသေးတယ်တဲ့ဘာလဲလို့ဆိုတော့တပီးတော်ယောက်ျားဆုံးသွားတယ်တဲ့ဆုံးသွားတဲ့အခါမှာယုတ်ကစိုးနှက်ဖြစ်ပြီးတော့ဒီဘုံမစိုးနှက်ဖြစ်ပြီးတော့တပီးတော်ကိုကိုရင်လာပြတယ်တဲ့အဲ့ဒီကိုရင်လာပြတဲ့အခါမှာတပီးတော်မှာဘာမှစိတ်ပြောင်းလဲမှုမဖြစ်ဘူးတဲ့ ဆိုတော့အေးအော်စရာပဲတဲ့ဒါလည်းလွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့နောက်ဆုံးကဒါတွေမကဘူးဗျာတဲ့တပီတော့အမျိုးသားနဲ့တပီတော့တော့ငယ်ငယ်ကလေးတွေကအိမ်အောင်ကြတာတဲ့အမျိုးသားအပေါ်ကျော်လွန်ပြီးတော့တခြားယောက်ျားတစ်ပါးကိုစိတ်နဲ့တောင်မှမပြစ်မှားဘူးတဲ့တပီတော့ဟာအဲ့လောက်ထီအောင်တပီတော့စင်ကြယ်တယ်အေးဒါလည်းလွယ်တဲ့ကိစ္စမဟုတ်ဘူးအော်စရာပဲဟောရှင်သာရိပုတ္တရာပြောတယ် နောက်ဆုံးအရှင်ဘုရားဒါရင်တပီးတော့အံဩစရာမဟုတ်ဘူးတဲ့တခြားအံဩစရာရှိသေးတယ်တဲ့ဘာလဲလို့ဆိုရင်တပီးတော့အခုအချိန်မရွေးပထမဇံဝင်စားခြင်းရတယ်ဒုတိယဇံဝင်စားခြင်းလည်းရတယ်တတိယဇံဝင်စားခြင်းလည်းရတယ်တပီးတော့စိတ်ဆန္ဒတိုင်းအခုလို့အခုရသုဒ္ဓဇံဝင်စားခြင်းလည်းအခုဝင်စားခြင်းအခုရဒီဇံတမာတိကိစ္စတွေနဲ့ပတ်သက်ပြီးတော့တပီးတော့ကျွမ်းကျင်ချက်ချင်းဝင်စားလို့ရတယ်ဆိုတော့ဩော်ဒါလည်းအံဩစရာပဲပေါ့ နောက်ဆုံးတပီးတော်မှာမြတ်စွာဘုရားကဩရံပါကိယသံဃာစဉ်၅ပါးတဲ့တက္ကရာဒိဋ္ဌိဝိသိကိစ္စသီလဝတ္တပရမတကာမရာဂဖြာပါဒလို့ခေါ်တဲ့ဒီသံဃာစဉ်၅ပါးမြတ်စွာဘုရားဟောကြားထားတဲ့ထဲမှာတပီးတော်တဏ္ဏမှာအဲ့ဒီသံဃာစဉ်၅ပါးတဲ့ကတပါးမှတပီးတော်စီမှာမရှိဘူးတဲ့အကုန်လုံးတပီးတော်ဖယ်ရှားပြီးသားဖြစ်တယ်ဟော ဒီဝေလူကန္တကီမျိုးသူကရှင်သာရိပုတ္တရာကိုအဲ့လိုလျှောက်တာနော်ဆတ်လင်ကဒါနအင်္ဂါ6ပါးနဲ့ဒါနကိုလှူတယ်ဆိုတာလည်းသူပဲအင်္ဂါ6ပါးနဲ့ဒါနဆိုတာအင်္ဂါ6ပါးနဲ့ပြည့်စုံတဲ့ဒါနဆိုတာအလူကံဘက်ကဘက်ကပဲအင်္ဂါ3ပါးလှူတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးအဲ့တော့လှူတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ3ပါးဆိုတာမလှူခင်ဝမ်းသာတယ်လှူနေတော့ဝမ်းသာတယ်လှူပြီးနောက်ဝမ်းသာတယ်နော် အတ္တတရားဖြစ်နေတယ်ဒီ၃ချက်အလူခံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ဆိုတာအလူခံပုဂ္ဂိုလ်ဆိုတာရာဂကင်းသူဒေါသကင်းသူမောဟကင်းသူဖြစ်ရမယ်သို့မဟုတ်ရာဂကင်းအောင်ချိန်နေသူဒေါသကင်းအောင်ချင့်နေသူမောဟကင်းအောင်ချင့်နေသူဖြစ်ရမယ်ဟောအလူခံပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ပါအဲ့ဒီအင်္ဂါ၆ပါးနဲ့ပြည့်စုံတဲ့ဒါနကိုလှူတယ်လို့သူ့ချီးမွမ်းခံရတယ်ပေါ့မြတ်စွာဘုရားအဲ့ဒါကြောင့်မို့လို့ ဒီဝေလူကဏ္ဍကီမျိုးသူနန္ဒမာတာဆိုတဲ့ဥပတိကမဟာလေဘုရားဘာသာထဲမှာအမတမထူးခြားတဲ့ဘုရားရဲ့တပည့်အမျိုးသမီးတယောက်ဖြစ်တယ်တဲ့အေးအမျိုးသမီးလောကကစံထားပြီးတော့ကြိုးစားမယ်ဆိုလို့ရှိရင်ခုဆုတ်တရာနဲ့ဝေလူကဏ္ဍကမျိုးသူနန္ဒမာတာတို့လို့ဖြစ်အောင်တို့တွေတွေကြိုးစားအထောက်အပံ့တယ်လို့ဒီလို 調査あ挑んでねるမြတ်စွာဘုရားကဒီလိုဟောကြားခဲ့တာဖြစ်ပါ